တချို့ writing နဲ့ speaking နဲ့မှာဖြစ်လေဖြစ်တာရှိတဲ့ကိစ္စတစ်ခုကတော့ idea မထွက်တော့တာဖြစ်ပါတယ်။ရင်းနေရင်းနဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘယ်အစရေးရမှန်းမသိ။အဲဒါမျိုး idea မထွက်တာကတော့ဖြစ်လေဖြစ်တာရှိတဲ့ကိစ္စတစ်ခုပါ။တချို့ဒီဗီဒီယိုပိုင်းလေးထဲမှာတချို့ ideas တွေကို brainstorming လုပ်လို့ရတဲ့နည်းလမ်းတွေတည်းကတစ်ခုကိုပြောပြပေးမယ်။ပြီးရင်တူတူလေး like ပြီး practice လုပ်မယ်။တချို့လဲဒါကိုအသုံးပြုပြီးတော့ paragraph လေးရေးပြမယ်ပေါ့နော်။အခုတချို့ဒီတစ်ခေါက်ရွေးချယ်ထားတဲ့ brainstorming idea ထုတ်လို့ရတဲ့နည်းလမ်းလေးကတော့ free writing ဖြစ်ပါတယ်။ free writing writing ဆိုတာက quickly writing down all the thoughts that come into your head ကိုယ်ခေါင်းထဲမှာပေါ်လာတဲ့အတွေးတွေကိုဒါမြင်မြန်ချရေးလိုက်တဲ့အကုန်လုံးကိုချရေးလိုက်တဲ့နည်းစနစ်တစ်ခုဖြစ်ပါတယ်ဒီလိုပုံစံမျိုး brainstorming လုပ်နေတဲ့အချိန်မှာတချို့ရဲ့ ideas တွေကကောင်းလားဆိုးလားမှန်လားမှားလားဆိုတာထက် တချို့တွေသည်သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ideas ကိုများနိုင်သမျှများများခေါင်းထဲမှာဒီလို ထွက်လာတဲ့ ideas ဒီအကုန်လုံးကိုစုပြီးတော့ခြာရေးလိုက်တဲ့ပုံစံမျိုးလေးဖြစ်တယ်။နောက်သူ့ရဲ့နာမည်လေးအတိုင်းပဲလွတ်လပ်စွာခြာရေးပလိုက်တာပေါ့နော်။ကဲဒါဆိုဒါလေးကိုတစ်ချက်တော့တခါတယ် practice လုပ်ကြည့်ရအောင်ရှင်။ Okay ဒီ questions လေးကတော့ဒါ great writing စာအုပ်ထဲမှာလည်းပါတဲ့ questions လေးပေါ့နော်။ Next Saturday is your grandma's birthday and she is going to be 85 years old. ဖဖွားက85နှစ်ပြည့်မယ်မွေးနေ့ပေါ့နော်။ဒါဆိုရင်စဉ်းစားကြည့်ရအောင်ကိုယ့်ရဲ့အဖွားမွေးနေ့အတွက်ဘယ်လိုမျိုးလက်ဆောင်တွေပေးမလဲ။ နော်ဒါဆိုကိုယ့်အဖွားမွေးနေ့အတွက်ကိုပေးချင်တဲ့လက်ဆောင်လေးတွေကိုချရေးကြည့်ပါကဲတစ်ချက်ဒီမှာတော့အချိန်9မိနစ်ပေးမယ်ပေါ့နော်အချိန်9မိနစ်ဒါကိုယ့်ဟာနဲ့ကိုတိုင်မာလေးမှတ်ပြီးတော့အချိန်9မိနစ်အတွင်းမှာကိုပေါ်လာသမျှ ideas တွေကိုမြန်မြန်လေးချရေးကြည့်ပါနော်ဒါဆိုဗီဒီယိုလေးကိုခဏလောက်ရက်လိုက်မယ်ပြီးအချိန်9မိနစ်မှတ်မယ်ဒါဆို85နှစ်အရွယ်ဖွားဖွားအတွက်သူ့ရဲ့မွေးနေ့မှာဘလို့ပစ္စည်းလေးတွေလက်ဆောင်ပေးကြလဲဒါဆိုကိုထွက်လာသမျှခေါင်းထဲမှာပေါ်လာသမျှအရာအားလုံးကို9မိနစ်အတွင်းညှားနိုင်သမျှမြန်မြန်လေးခြာရေးကြည့်ပါရှင် ကဲတကယ်လို့ရေးပြီးသွားရင်တစ်ချက်ရောဘာတွေရေးထားလဲကြည့်ကြည့်ရအောင်เนาะ price down ပေါ်တစ်ချက်စဉ်းစားတာကတော့ scarf ပေါ့เนาะသူပဝါလေးမြန်းဝယ်ပြီးရင်ကောင်းမလားဒါမှမဟုတ် medical check up လုပ်ပြီးရင်ကောင်းမလားနာရီလားဒါမှမဟုတ်ရင်ဖနက်ဝယ်ပေးရမလားအဲဒါမှမဟုတ်လို့ရှင်ခီးလေးခေါ်သွားရင်ကောင်းမလား gift vouchers တွေစီစဉ်ပြီးရင်ကောင်းမလားဒါမှမဟုတ်ရင်မျက်မှန်ဝယ်ပြီးရင်ကောင်းမလားအဲ walking stick တို့ဒါမှမဟုတ်ရင်စာအုပ်ကလေးတွေလေဆွဲလေးတွေ TV ဝယ်ပြီးရင်ကောင်းမလားပတ်စံအိတ်ကလေးကောင်းလား sofa တို့ အပင်ဖုန်းတဲ့ကိုလဲပြီးကောင်းမလားအဝယ်စားလိုက်ဝယ်ပြီးကောင်းမလားဒါမှမဟုတ်ဖွားဖွားအတွက်ဟင်းချက်ပြီးကောင်းမလားအစရှိတဲ့ဖြင့်ဒီချက်ကောင်းတဲ့မှာဒီလိုဟိုဘက်ဒီဘက်ကအကုန်ပေါ်လာတဲ့ ideas တွေအကုန်လုံးကိုတစ်ချက်ကိုစဉ်းစားမိသလောက်ပေါ့နော်ခြာရေးပလိုက်တာဖြစ်ပါတယ်အဲ့ဒီမှာတစ်ချက်ပြန်ပြီးတော့ဒုတိယအဆင့်အနေနဲ့ပြန်ပြီးတော့ ideas တွေကိုစစ်ထုတ်ရမှာဖြစ်တယ်။ဒီတွေကတစ်ချက်တော့ပစ္စည်းတစ်ခုပဲပေးရမယ်ဆိုလို့ရှိရင်ဘာကိုပေးမလဲဘာကြောင့်ပေးမလဲပေါ့နော်။ဒါဆိုတစ်ချက်တော့ဒါလေးကိုပြန်ပြီးတော့အတူတူစစ်ထုတ်ကြည့်ရအောင်။ ဒီနေရာမှာမှန်တယ်မှားတယ်ဆိုတာထက်ဒီချက်အကျိုင်းနဲ့ကိုယ်အကျိုင်းနဲ့အတူတမတူမယ်အဲ့ဒါလေးပဲရှိမှာပေါ့နော်ဆိုတော့ပဝါပဝါကတော့တချို့ကတော့မစိုးဘူးလို့တော့ထင်တယ်ဒါပေမဲ့ပဝါအတွက်မဖြစ်မနေလို့အတက်ပစ္စည်းမျိုးတော့မဖြစ်နိုင်တဲ့အတွက်ကြောင့်တချို့တောင်ကို1 2 3မှာဆိုရင် 2L ထားလိုက်မယ်နော် medical check up လုပ်ပေးတာတော့တချို့ဒါလေးတော့သဘောကျတယ်ဒါဆိုဒါလေးကိုဝမ်းထားမင်းဖွားဖွားအတွက်ဟင်းချက်ပေးတယ်ဆိုတော့อืมဒါလေးလည်းသဘောကျတယ်ဒါလေးကိုဝမ်းထားမင်းနာယီအသက်85နှစ်အရွယ်ဖွားဖွားအတွက်ကတော့နာယီကတော့တချို့အရန်တော့ဟိုအသုံးမဝင်တော့ဘူးလို့တော့ထင်တယ်ပေါ့နော်ဒါဆိုတချို့ဒါလေးကို3ထားမင်းဖက်နက် ဒါဆိုဖိုးပွားသည်သူ့ရဲ့တက်ရွယ်ရသူကဖနှက်ခဏခဏစီးပြမဲ့အရွယ်မျိုးတော့မဟုတ်တော့ဘူးဆိုတော့ဒါဆိုတစ်ချက်ဒါလေးသိမ့်မကြိုက်လို့သုံးလေးပဲထားမယ်ခရီးတိုလေးထွက်တယ်อืม not bad ဒါပေမဲ့ဖိုးပွားရဲ့အသက်အရွယ်နဲ့ဆိုခရီးထွက်လို့အဆင်ပြေမယ်လို့တော့တစ်ချက်မထင်မိလို့သုံးလေးထားလိုက်ပါမယ်ရှင်ကဲမြင့်မှန်လေးတွေ ဖဖွားမြင့်မှန်ဆိုတော့တဲ့မြင့်မှန်မစိုးဘူးเนาะဒါဆိုဒီချက်2လောက်ထားလိုက်မယ်အဲဒါဆိုရင်ဖဖွားကိုလက်ဆောင်လေးလို့ရတဲ့ပေါင်ချက်လေးတွေပြီးမယ်ဒါမျိုးပေါ့ဖဖွားနာမည်နဲ့ဒါလေးသွားထုတ်လို့ရဒါပြင်မဲ့ဖဖွားရဲ့တက်ရွယ်နဲ့သူသွားပြီးထုတ်နိုင်ပါမလားเนาะဒါဆိုဒါလေးကိုတော့3ပဲထားလိုက်မယ်စအုပ်ဆိုတော့ဒါကို ဖွားရဲ့အချိန်ဒီပေါ်လဲမူတည်တာပေါ့နော်အသက်85နှစ်ရွယ်မျက်လုံးကောင်းသေးတယ်ဆိုလို့ရှိရင်တော့ဒါမဆိုးဘူးဒါပေမဲ့မျက်လုံးကမြင့်မှန်အရန်အားကိုးနေရတယ်ဆိုလို့ရှိရင်ဖဖွားအတွက်စာအုပ်ကအရန်ကြီးတော့အသုံးဝင်မယ်လို့တော့ဒီချိန်မှာထင်မိလို့နှစ်ကလေးထားလိုက်ပါမယ်ရှင်တာမွေးကတော့ဖဖွားမြင်တဲ့သုံးတဲ့ပစ္စည်းနော်ဒါပေမဲ့မွေးနေ့အတွက်တော့ဒီချိန်အတွက်ကအရန်ကြီး special မဖြစ်တယ်လို့ခံစားရတယ်ဒါဆိုဒီချိန်ဒါလေးတော့လေထူးလေးပဲထားလိုက်မယ်အဝတ်အစားလဲမဆိုးဘူးနော်ထူးလေးပဲထားလိုက်မယ်ဖုန်းအစ်စ်လဲပေးတယ် အဲဒါဆိုရင်ဖုန်းအစ်စ်ကိုလည်းတစ်ချဲထူလောက်ပဲထားလိုက်မယ် software ဝယ်ပေးတယ် software ကတော့ဒါနည်းနည်း unique ဖြစ်ပြီးတော့ဖွဖွားအမြဲတမ်းပေါ့နော်လူကြီးတွေကတကယ်ကြားဖို့တလောက်ပေါ့နော်လူကြီးတွေအသက်ကြီးလာရင်အဲ့အဲ့တာနည်းတယ်ပေါ့အဲ့ဒါဆိုများသောအားဖြင့်သူတို့ကထိုင်ကြတယ်ဒါမျိုးပဲလုပ်ဖြစ်တာဆိုတော့ဒါဆိုဖွဖွားတွေကလည်းများသောအားဖြင့်ခုံမွားနေမထတာများတယ်ဆိုတော့ဒါဆိုသူအတွက်တတောင်တတာဖြစ်တဲ့ sports လေးများဖြစ်လာမလားတကယ်ဒါဆိုရင်ဒါလေးကိုဝမ်းထားလိုက်မယ်နော်ပတ်စံ8อืมပတ်စံ8တော့တကယ်တိတ်တော့သဘောမကျဘူး2 and also TV နဲ့ Netflix ကလည်းအာလိုတော့လိုတယ်ဒါပေမဲ့အရင်ကြီးတော့လည်းအတုံးတဲ့မဲ့ပစ္စည်းမျိုးဖွဖွားအတွက်ပေါ့ ါ့နော်ဒီချက်မထင်မိလို့တလူလေးခွဲလိုက်တယ်ဒါဆိုရင်ဒီချက်နောက်ဆုံးစစ်ထုတ်လိုက်တာဒီချက်မှာ IDS 3ခုရောက်လာတယ်ပေါ့နော်အဲဒီ3ခုကတော့ဒီချက် ye personal uh, opinions အရာဒီချက်ဒါတော့အကြိုက်ဆုံးမှာပဲရှင်ကဲဒါဆိုဒီချက်ဒါစစ်ထုတ်လို့ပြီးသွားပြီပေါ့เนาะဒီ၃ခုကိုလည်းတက်တက်ပြန်ပြီးတော့နှိုင်းရှင်ကြည့်ရအောင်เนาะ โอเคဒီ3ခုအနှိုင်းရှင်ကြည့်မယ်ဆိုလို့ရှိရင်ဥပမာ medical check up လုပ်ပေးတယ်ဆိုတော့လည်းဒါအရေးကြီးတာပဲပေါ့နော်ဆိုတော့ပုံမှန် regular check ups တွေလုပ်ပေးတင်တယ်ဒါတော့မွေးနေ့မှမဟုတ်ပါဘူး6လတစ်ကြိမ်ဒါမှမဟုတ်တစ်နှစ်တစ်ကြိမ်ကျန်းမာရေးအချိန်တွေပေါ်မူတည်ပြီးလုပ်ပေးတင်တဲ့ကိစ္စမျိုးပဲပေါ့နော်ဒါဆိုဖွားဖွားအတွက်ဟင်းချက်ပေးတယ်ဒါဆိုရင်အတူတူပေါ့နော်ဒါကိုမိသားစုတွေအတူတူဖွားဖွားကိုလှပတဲ့ memories လေးတစ်ခုဖန်တီးပေးရတယ်အတူတူပဲနော်အဲ sofa လေးဝယ်ပေးတယ်သူမအတွက်ကိုပိုင်တက်တောက်တက်တာရှိတဲ့ space လေး TV ကြည့်ရင်ကြည့်မယ်စာအုပ်လေးဖတ်ဖတ်မယ်ဒါမှမဟုတ်ဘာလေးလုပ်မလဲမိသား ဆိုရင်လည်းစကားပြောမလား။သူမကိုပိုင် favorite space လေးဖန်တီးပေးတယ်လို့မျိုးလေးဖြစ်သွားတာပေါ့နော်။ကဲဒါဆိုတချဲဒီမှာလေဆိုတော့ဘာကိုအကြိုက်ဆုံးလဲဆိုလို့ရှိရင်တချဲကြိုက်တာပဲယူလိုက်မယ်เนาะဒီအားလေးကတော့အဲဆိုတော့တချဲအကြိုက်ဆုံးကတော့ sofa ကိုအကြိုက်ဆုံးမယ်ကဲဒါဆိုဒါလေးနဲ့ပတ်သက်ပြီးတချဲနောက်ဆုံးရေးဖို့အကြံရသွားတယ်ပေါ့เนาะအဲဒီအားလေးကိုရေးတဲ့အခါမှာလေတချဲဘာဖြစ်လို့ဒီပစ္စည်းလေးကိုယူလိုက်တာလဲဆိုတဲ့ ideas လေးကိုဆက်လက်စဉ်းစားပါတယ်ရှင်ယူလိုက်ရတဲ့အကြောင်းရင်းကတော့ तुम्हारी ဒါ तुम्हारी living room နဲ့မှာအများသောအားဖြင့်အချိန်ကုန်လေးရှိရဲဒါဆိုလို့ရှိရင်မိသားစုရဲ့နဲ့များစကားစမြည်ပြောမလားဒါသူမရဲ့ကိုယ်ပိုင်နေရာလေးဖြစ်လာနိုင်တယ်အဲ့ဒီ comfortable ဖြစ်တဲ့ sofa လေးကသူမရဲ့ daily routine တွေပို့ပြီးတော့ enjoyable ဖြစ်ပြီးဖွားဖွားကိုပို့ပြီးတော့ relax ဖြစ်တဲ့နေရာမျိုးလေးဖြစ်နိုင်တယ်ပြီးတော့ဖွားဖွားကထိုင်နိုင်လေဩဒါငါမိလေးဝယ်ပေးတာအဲဒါငါမိသားစုကဝယ်ပေးတာဒါမျိုးလေးပေါ့ तू ကအချစ်ခံရတယ် तू အတိအမှတ်ပြုခံရတယ်ဆိုတော့ဒါမျိုးလေးဖွားဖွားကိုဒါ तू ကအေးပါတယ်မိသားစုမှာအေးပါတဲ့နေရာမှာရှိရဲဆိုတော့ပုံစံမျိုးလေးဖွားဖွားက remind လုပ်သူလိုမျိုးလေးဖြစ်သွားတာပေါ့နော် ။ကဲဒါဆိုရင်ဒါတော့တစ်ချက်စဉ်းစားမိတဲ့ ideas လေးပေါ့ free writing ဆိုတာမင်းတို့ဒါလေးပဲเนาะဘာမှခက်ခက်ခဲခဲနဲ့အရင်စမ်းကြဲတဲ့ဟိုလှုပ်ဝက်ချက်ကြီးတယ်လို့လည်းမဟုတ်ဘူးပေါ့เนาะဆိုတော့ခေါင်းစဉ်ကိုကြည့်လိုက်တယ်ခေါင်းစဉ်ကိုစဉ်းစားတယ်အဲ့ဒီခေါင်းစဉ်ပေါ်မှာအဲ့ဒီ questions ပေါ့ analyze လုပ်ပြီးတော့ ကိုအချိန်တစ်ခုသတ်မှတ်လိုက်တယ်။သူကအချိန်သတ်မှတ်တာတော့အသက်ပဲ။အချိန်မသတ်မှတ်ရင်ကြာကြာလောက်ကြီးကြာပြီးတော့ paragraph ရေးဖို့အတွက်တော့အချိန်မရှိဖြစ်သွားလိမ့်မယ်။ဒီအတွက်ကြောင့်ကိုကစာရေးဖို့အတွက်အချိန်ပန်းမိနစ်ကြံသေးတယ်။ဥပမာမိနစ်20လောက်ကြံသေးတယ်ဆိုလို့ရှိရင်3မိနစ်ကနေ9မိနစ်လောက်အထိကိုအခုလို free writing အရင်ချဖို့အတွက်ကိုကိုကစဉ်းစားလိုက်တယ်။အဲတကယ်လို့ကိုစာရေးဖို့ကတနာရီလောက်ပေါ့နော်ဒီ paragraph ကိုရေးဖို့တနာရီလောက်အချိန်ရသေးတယ်ဆိုလို့ရှိရင်လည်းဒီထက်အချိန်များများလေးဒီချေတို့ brainstorming လုပ်ဖို့အတွက်အချိန်ပေးလိုက်တယ် အဲ့အချိန်ပေးထားတဲ့အချိန်အတွင်းမှာဒီမေးခွန်းကိုနားလည်အောင်ရှုထောင့်ပေါင်းစွာတေချာဖတ်ပြီးတော့ရနိုင်သမျှများများကိုပေါ်လာသမျှကိုတချို့တို့အကုန်ချရေးလိုက်တယ်။အဲပြီးတော့မှဒုတိယအဆင့်အနေနဲ့တချို့တို့စစ်ထုတ်တယ်ဒါတွေကငါဘာဖြစ်တယ်လဲငါအတွက်ပဲဟာပို့ပြီးတော့ရေးကွက်များလဲကိုဘာကိုချပြကြင်လဲနော်ဥမာဖြစ်ကိုကသူများနဲ့မတူတဲ့ထူးဆန်းတဲ့အရာလေးတွေထူးခြားတဲ့အရာလေးတွေပေးကြတာလားအဲဒါမျိုးလေးတွေကိုတချို့တို့ပြန်ပြီးတော့စဉ်းစားတယ် နော်ဒီလိုစဉ်းစားပြီးတဲ့အချိန်မှာကိုယ့်ရဲ့ paragraph ရဲ့အသွာအလာပေါ်မူတည်ပြီးတော့တစ်ချက်ချင်းစီချပြီးတော့ချိတ်ဆက်ရေးလိုက်တာပဲเนาะဒါလေးကိုတစ်ချက်တော့ idea တွေကို brainstorming လုပ်လို့ရတယ် free writing techniques ဆိုခေါ်လို့ရတယ်ရှင်ဒါဆိုတစ်ချက်နောက်ထပ် video ပိုင်းလေးတွေမှာလည်းဒီလိုပုံစံမျိုးပဲ idea ထုံနည်းလေးတွေနောက်ထပ် strategy လေးတွေကိုထပ်ပြီးတော့ရှင်းပြပေးပါဦးမယ်เนาะ